ခါကချင်းသေးတစ်ကောင်နဲ့ဝုန်းဝန်တစ်ကောင်တို့သည်စိတ်ကလေးတစ်ကောင်ကိုရိုင်းသူတွေ့ရှိကဖမ်းဆီးတပ်ဖြတ်လိုက်ကြလေသည်ထို့နောက်သူတို့သည်စိတ်ကလေးကို သူရတဲ့သည်ငါရတဲ့သည်ဟု၍အချင်းများကလူယူနေကြလေသည်ချင်းသေးကဒီသားကောင်ဟာငါအုပ်စာဟုဟိဟောက်ပြောဆို၍ဝုန်းဝန်ကဘယ်ကလာမင်းအုပ်စာလဲဒါငါပစ္စည်းဟုအတန်ကြဲကြဲဖြစ် ြန်ဩပြောဆိုလိုက်လေသည်ထို့သူဖြစ်သားကောင်ကိုသူ့ဆွဲငါဆွဲဖြစ်ဆွဲငင်နေကြတော်လေသားကောင်ကိုမြည်သူမှရရှိမပိုင်ဆိုင်ကြသည်ချီနောက်ဆုံးသူတို့သည်ဒေါသများပုံမပြင်းထန်လာကြကတကောင်နှစ်တကောင်ပြင်းထန်စွာတိုက်ခိုက်ကြလေတော်သည်၎င်းစလုံးမှာမွားပလားခြင်းသူညီနေကြ၍၎င်းနှင့်တကောင်အနိုင်မတိုက်ခိုက်နိုင်ကြပေ သူတလက်ကိုတလက်ဖြင့်ပြင်းထန်စွာတိုက်ခိုက်နေကြလေသည်နောက်ဆုံးတွင်နှကောင်စလုံးနွမ်းနယ်မောဟိုက်ခါဒံရများဖြင့်မြေတွင်လဲကြလေသည်ချင်းသေးနှင့်ဝုံဝုံတို့သည်အင်အားကုန်ခန်းကဘာမှမလှုပ်ရှားနိုင်ကြတော့ပြီသူတို့၏အမဲစိတ်ကလေးကိုလည်းစားတော့ရန်ထုတ်ထိပ်၍ပင်မတိုးထိပ်နိုင်ကြတော့ပြီသားကောင်စိတ်ကလေးမှာ သူတို့နှစ်ကောင်ကြားတွင်စားသုံးမည်သူမရှိဘဲမြေပေါ်တွင် ရှိနေလေသည်။ရှင်သေးနှင့်ဝုံဝုံနှစ်ကောင်တိုက်ခိုက်နေကြသည်ကိုတနေရာတွင်ပုံအောင်စောင့်စား၍ကြည့်ရှုနေသည့်မြေခွေးသည်ရှင်သေးနှင့်ဝုံဝုံတို့လက်ပန်းကြကမြေပေါ်လဲကျနေသည်ကို မြင်သော ပုံအောင်နေရာမှ ထွက်လာကရှင်သေးနှင့်ဝုံဝုံနှစ်ကောင်ကြားရှိသားကောင်စိတ်ကလေးကိုအသားကလေးတုတ်ချီကယူဆောင်သွားလေသည်။ ူတို့ဤအစာသားကောင်စိတ်ကလေးကိုညီခွေးတုတ်ချီသွားသည်ကို မြင်တော့ရှင်သေးကဝုံဝံအားငါတို့နှစ်ကောင်စိတ်ကလေးကို အတူတူခွဲဝေစားသုံးရမှာကို သူပိုင်နေငါပိုင်နေနှစ်အငင်းပွားကတကောင်နှစ်တကောင်တိုက်ခတ်၍အချိန်တွေကို ဖြုံးနေကြသည်အခုတော့ငါတို့လက်ပန်းကြလုံးဝမလှုပ်ရှားနိုင်တော့တဲ့အချိန်မှာငါတို့အစာကိုမြေခွေးကမပင်မပန်းပဲရရှိသွားပြီ။ သူ့ညစာအတွက်ငါတို့ဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားပြီဟုဝန်းနေစွာအော်မြီပြောဆိုလိုက်လေတော့သည်